လူကြီးလူငယ်ဥဆောင်မှာဖြစ်မှာအကြောင်းဥစဉ်ကတော့အမြဲထာဝရဥဆောင်စီချင်ပါလေနော်နော်ဥဆောင်လို့ဆိုတာလည်းအဖွဲ့စည်းတွေရှိမှာကောင်းတယ်အဲ့တော့လဲဆရာတော်ပဲတွတ်ကြပါနော်ဘုရင်ဘုရားလည်းပဲအဖွဲ့လေးတွေရှိပြီးတော့ဥဆောင်နိုင်အောင်ကုစားကြပါဒါတိုက်တော့ပါလေနော်ဥစဉ်တို့ဒီလိုပါလေအဖွဲ့လေးတွေတော့ကြပါနော်ကောင်းတာပုဂ္ဂိုလ်မရှိရင်ကျုပ်ကောင်းဆောင်ပါမယ်။ဘုရားဆရာတော်ကောင်းဆောင်သူကောင်းတာပေါ့နော်။ဦးဇင်းဆိုရင်ခုခေါ်တော့ငါမြမဝိရာဒအဖွဲ့ တရားပွဲပဲကျိုးဆောင်တယ်တရားပွဲလုပ်ပေးတယ်ပဲဆရာတော်တက်ပြောကိုတော်တစ်မျိုးလုံးမှာလာတဲ့ဆရာတော်ကြီးအကုန်စီစဉ်ပေးတယ်ကလာသားကလာသမီးတွေပေါ့နော်အဲ့လိုပေါ့ဟိုတို့နေဝတ်မှာပဲမရှိသေးတာပေါ့ဟိုဘိန်းမျိုးမှာလည်းပဲဆရာတော်ကအဖွဲ့ကြီးကြီးဆောင်ထားတယ်ကလေးတွေအတွက်ပေါ့နော်အဲ့တော့အဖွဲ့ကြီးရှိမှလည်းတရားနာပရိသတ်ကြီးတရားနာရမှာမရှိလို့ရှိရင်လည်းတို့ဘာတော့မှမဖြစ်မှာပေါ့နော်အဲ့တော့လိုအပ်တဲ့ကူကြီးရှိရင်လည်းဦးစင်းကိုပြောပါဦးစင်းတို့က တရားနာတရားပွဲလုပ်ခြင်းဒီရွေချက်ကဆိုင်ရှင်းရှင်းထည့်ပြောရရင်တော့ပတ်စံရမှုမဟုတ်ဘူး။နော်။ရတာမရတာအဓိကမဟုတ်ဘူး။ဒါသူ့ဘုံကြီးသူ့ကံတဲ့သူရလိုက်ပြီ။ဟုတ်လား။ဥဒုမလာလာဥဒုမလာကံ။ဒီလူဆရာကြီးကြွရင်ဒီလူဆရာတော်ကြီးကံ။ဇလန်းကြွဇလန်းကံပေါ့ဗျာ။ဒါကတော့သူ့ကံအတိုင်းကမ္မတကာပဲလေ။ဖြစ်လိမ့်။ဘာပဲပြောပြောတရားနာရအောင်တို့ပြည်သူပြည်သားတွေအတွက်ညီမလူတွေပြောဒါကလူကအမွေစည်းလေးလုပ်ပြီးတော့ ီမံဆောင်ရွက်ပြီးရင်တော့ကောင်းမယ်လို့ဆရာတော်ကပြောပါတယ်နော်ဒီနေ့အတွက်ကြောင့်ဒီဝက်မှာလူကြီးလူငယ်များဖွဲ့စည်းလေးတွေညွှန်ပြပါနော်တရားအကျိုးဆောင်ဖို့ဗျာတရားအကျိုးဆောင်ဆိုတော့အများအကျိုးဆောင်လဲပါတာပေါ့ဆောင်ကပုဂ္ဂိုလ်လေးမျိုးထဲမှာအများအကျိုးဆောင်ကုကျိုးဆောင်ပါဝါတာပေါ့ဗျာနော်အဲ့ဒါလေးတွေဖြစ်နိုင်ရင်ကြိုးစားကြပါလို့ဒါတိုက်တွန်းပါတယ်နော်ဘယ်သူမှဥပ္ပဆောင်ရင်လည်းဥစဉ်ဥဆောင်ပါမယ်နော်ဆလုံးပဲဖြစ်မှာပေါ့ဗျာဆလုံးဆိုမယ်လို့ဒါဆလုံးဘုံကြီးကြီးလုံးမယ်မဟုတ်ပါဘူး တက်ကြော်တဲ့ဆရာတော်များပေါ့မဟုတ်ဘူးလားဗျာနော်ဟိုဝါဆိုကတရားခါကြီးကြွားတဲ့ခံမှုကြီးအဲဝါဆိုတငန်းကပ်ဝင်နေကြော်တဲ့တငန်းကပ်ပွဲပေါ့ဗျာညာဒီဘူးလူကြီးလို့ပေါ့ဗျာပြည်နယ်မှာဆိုလဲတရားပွဲပေါ့ဗျာအများကြီးလည်းမဟုတ်ဘူးကြီးတညာနှစ်ညသုံးညပေါ့လူစုံများသုံးညပေါ့နော်ဒီလိုလေးတွေလုပ်နိုင်အောင်ကအဖွဲ့အစည်းလေးတွေအများကြီးရှိမှာကောင်းတယ်အဖွဲ့အစည်းလေးတွေတို့ညမုံငွေဘယ်လိုလေးထူတတ်မလဲလူလေးလုံးချမလဲဟုတ်လားလူလေးညီနိုင်အားလုံးဖြစ်ပါတယ်နော်ဆရာတော်တွေလည်းသိမလို့ပေါ့ မဟုတ်လားနော်အားလုံးလေးဆိုရင်ခုလိုလေးတို့စီကံနဲ့တရားနာတော့ချက်တည်ရှိတာပေါ့ဗျာနော်တပြင်းနေရာတွေနေရာတွေကနေတရားပွဲတွေကြည့်ပြီးနေဘုရားတရားပွဲမကြည့်ဘူးဆိုတော့မကောင်းဘူးနေဘုရားဖွဲ့ရလဲနာကျင်တာပဲဗျာနော်နေဝိပရိသတ်ကအမှန်တမ်းပြောရင်ဖိုက်တနယ်လုံးမှာအများဆုံးပဲဟုတ်ပါဘူးခံယုံနေတဲ့ကူများသေးတယ်ခံယုံနေမှာလမ်းသေးသေးလေးမှလောက်ရတယ် ်နော်ပြိတ္တာကမဆန်ဘူးဒီရပူများတယ်ဒါဆိုတော့ဒါသာတို့အနေနဲ့ကြိုးစားကြပါလို့ဒါဆရာတော်ကတော့အများကြီးနဲ့တိုက်တွန်းပါတယ်နော်ဦးစင်းတိုက်တွန်းတာကလည်းပုပ်ပူကြီးတွေမပါပါဘူးနော်ဒါသာတို့လူကြီးတွေလူငယ်တွေဖွဲ့တယ်နော်ဖွဲ့ကြနော်ဖွဲ့ကြနောက်ဆုံးခေါင်းဆောင်တင်ညာမရှိရင်ဦးစင်းတာတင်ခလုံးဆရာတော်ခေါင်းဆောင်တင်မယ်အဖွဲ့အစည်းနာမည်မရှိရင်ဦးစင်းရွေးပေးမယ်မဟုတ်လားအဓိကတော့ဓမ္မအကျိုးဆောင်တရားအကျိုးဆောင်တာလည်းကောင်းတာမရှိပါဘူးဟုတ်လားနော် အဲ့တော့တနှစ်မှာပြီးနိုင်ပါဆိုရင်နှစ်ညလောက်လေးများဖြစ်ရင်ဟုတ်လားနှစ်ညတပါးလေးလည်းဖြစ်ဖြစ်မှာနှစ်ပါးဖြစ်လည်းဖြစ်မယ်ဦးစင်းနဲ့နာမည်ကြီးတဲ့ဆရာတွေလည်းပါချင်းပါမယ်ဦးစင်းနဲ့နာမည်နဲ့ကိုယ်တော်လည်းပါချင်းပါမယ်ပို့ဗျာအဓိကကတော့တရားနာတယ်မှာနော်နော်ဒီမှာလည်းဒီနေရာမှာဆိုတော့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 နော်နော်ဒီမ ကြတဲ့ဟဲ့လားဆင်းရဲကြရည်လည်းပဲဒါကိုကြည့်ချက်တာလို့ကြားတယ်နော်ဆရာတော်ကတော့ဘာမှအခုပြောဘူးနော်ဘုန်းကြီးကဘာမှအခုပြောလို့မရဘူးနော်ဆရာဟောပေးရင်ပဲရမယ်နော်အားလုံးကြည့်ကြပါနိုင်ကြပါနော်တရားဝဲမပြီးခင်ပါပဲအားလုံးကြည့်တိုင်းကြည့်ကြလူအားရဲ့ညာလူကလုပ်ကြနော်ဒီဒါကလည်းကအားလုံးကြည့်ကြနော်ပြန်ပါများရှောက်ကြအောင်လေရာရာ ိုအပ်တာတွေရှိတယ်6ပါနော်6ပါညှိနှိုင်းလို့ရပါတယ်နော်ဆရာတော်ဟိုဟာချွေလို့ဖွဲ့စည်းဖွဲ့လို့ဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဖွဲ့စည်းဆိုတာဟိုဝင်ကြီးတွေကောက်ခံမှာဟုတ်ပါဘူးဥပမာပေါ့အာပြည်မှန်ကြရင်လည်းတရားပွဲလုပ်မယ်ဝါစုကြရင်လည်းဝါစုကနေပွဲလုပ်မယ်ဟဲ့ဟုတ်လားခရာဒါကြီးလည်းပဲဆိုင်ကမှာလက်ကမ်းမဟိမကမ်းဘူးတို့ဒီရနေပဲတို့ဖြစ်အောင်လုပ်မယ်ဆိုလည်းလုပ်မယ်ဟဲ့တို့လေးတွေပေါ်နေတော့ တို့မမကန်နဲ့ထုတ်ဆောင်မှုပဲလုပ်နေတာကျန်တို့ဒီကဘာမှပြောမှာမဟုတ်ဘူးအဲ့တော့တို့လေးကလုံးချက်နော်အဲ့တော့နာမည်မရှိရင်လည်းနာမည်ကိုတို့ကညွှန်ပြပေးတော့ဒီနေ့မယ်ဟိုသမားလေးစာသားလေးနေပေါ့ဘာအကျိုးဆောင်ဓမ္မအကျိုးဆောင်မာချင်ပြွေးပါအသိပေါ့ဟုတ်တယ်နော်အဲဦးဇေယျဝင်ထိုင်နေပါစေဓမ္မအကျိုးဆောင်ဆလုံးသာသနာယူသည်ဟိုတက်တစ်ခွေရ ်အမောင်ကိုခွင့်အလေးကိုဆောင်ဓမ္မအရာမသိတရားပဲတရားပဲဘလိုပဲတရားပွဲပဲဒီကလုပ်လူမူရေးပွဲလည်းကူညီတယ်ဒါကြိုလဲအဲ့လိုလူမူရေးလည်းလုပ်တရားပွဲလည်းလုပ်ဖို့ကိုကောင်းတာဘုလို့မာချိန်မှာအင်အားကောင်းတယ်သူဒီနေဝက်မှာအင်အားကောင်းတယ်ဒီအဖွဲ့အစည်းလေးတွေလိုနေတာဥစားမှုလေးတွေပေါ့နော်ခန္ဓာသားနဲ့လူကြီးများပေါ့နော်သူကလည်းပဲဥဆောင်တယ်ဆိုတာလည်းပဲလမ်းဟိုင်းလို့မြင်ရတာမဟုတ်ပါဘူးတနေ့မှမှတစ်ချိန်သုံးလေးပါလေ မာဆိုရဲ့ဒီမာရဲ့တကြံရဲ့ပေါ့ဗျာနော်တော့တကြံတော်မှာဒါလက်တာတွေရှိတယ်ပါလေရှိတယ်နော်အဲ့ဒါကိုဆောင်ရမ်းတာပေါ့နော်ဒါတရားယူပကသူကတဲ့ကျန်တဲ့ရှိလေဦးဇင်းကိုပြောဦးဇင်းကလည်းညီတိုင်းပေးမယ်ဒါတွေလည်းပဲလုပ်ကြပေါ့ဗျာနော်ဦးဇင်းမကခက်နေတာကဦးဇင်းတရားပွဲတွေစခဲ့တာဒီမျိုးကစခဲ့တာပဲဒါမှမဟုတ်ဒီဘက်က level လူတွေတော့များပါနေတယ်ကုဆောင်မှုတွေကနည်းနည်းလေးတွေကကိုယ်ကျသလိုဖြစ်နေတာပေါ့တော့ကိုယ်ကျသလိုရှိတော့ရှိကြတယ်သူတို့ရင်ငါမလုံးငါမလုံးငါတော့ရင်သူမလုံးကုဆောင်မှုတွေပေါ့တော့သူတို့တွေမပြအောင်ဘူးကတပွဲလေးဖြစ်စီချင်အဲ့တော့အရင်ကဟိုင်းထိုင်းတော့ဒီကဘီအတိတ်တွေမလိုက်တော့အနာဂတ်ကိုကုသိုလ်တွေတို့ဘလို့ဆက်မလဲလူကြီးလူငယ်များညှိတိုက်မယ်ဆိုတာအကောင်းဆုံးဖြစ်မှာပေါ့ကျွန်တော်ဒီပါလေးကုသိုလ်တွေဖြစ်တာလေနော်